ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNO CNDF ဟာတော်လည်းကာလအတွင်းတိုက်ပွဲပေါင်း190ကြောဆင်နွှဲခဲ့ပြီးရဲဘော90ကြောကြာဆုံးခဲ့တယ်လို့ချင်းမျိုးသားအဖွဲ့ချုပ်တီထောင်ချင်းလက်နှစ်ပြည့်တဲ့ဧပြီလ17ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNO CNDF ဟာစစ်ရေးနိုင်ငံရေးဥတီချက်ချင်းတူညီတဲ့ချင်းညီနောင်တပ်ဖွဲ့နဲ့လက်တွဲပြီး ချင်းပြည်နယ်တခွင်လုံးစစ်ကောင်စီကင်းစင်နေမည်ဖြစ်ုံသာမက ပြည်ထောင်စုတွင်းလုံးစစ်ကောင်စီကင်းစင်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်ပြီးခဲ့တဲ့နှစ်ထဲမှာချင်းပြည်နယ်အတွင်းမှာစစ်ကောင်စီကင်းစင်ဖို့ရည်ရွယ်ခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြီးမြောက်ခဲ့လို့ ောက်ထပ်မြို့သိမ်းတပ်ဖွဲ့တွေမှာစစ်ပုံကြပြီးအမိန်နာခံမှုရှိတဲ့ professional army ဖြစ်အောင်လဲစ조사သွားရမယ်လို့ CNO CNDF အထွေထွေအတွေ့အမြင်မှုစလိုက်ဝီလီယမ်ချင်းက DBB ကိုပြောကြားထားပါတယ်ရှင်။